တပ်ဖွဲ့တွေရဲ့စိတ်အေးလက်အေးပုံစံမျိုးတွေလည်းတွေ့ရတယ်။အဲခဏဒါငါငါတို့ပြစ်လို့လည်းဘာမှမထူးခေါကောင်းနေပြစ်ပစေဆိုပြီးတော့နေနေရခါမှလည်းတို့အေးစေးတက်တောင်းတက်တာနဲ့ထိုင်နားနေတာတွေအုတ်နေရလေးကိုမှီနေပြီးတော့နားနေတာမျိုးဒါပေမဲ့တိုက်ပွဲတွေတော့လုံးဝအာယုံဆိုင်ထားတယ်ဒါပေမဲ့တက်တောင်းတက်တာနဲ့ကိုတိုက်ပွဲဝင်နေတာပေါ့နော်အာမသိရင်တကယ်တနေ့ပြစ်နေကစားနေတဲ့အတိုင်းပဲအဲ့ဖွဲ့တွေတကယ်ကြမ်းတယ်ပေါ့နော် မင်္ဂလာပါဒီတစ်ခေါက်မှာတော့ဒါကျွန်တော်တိုက်ပွဲဖြစ်စဉ်လေးနှစ်ခုနဲ့အဲစပြီးတော့ဖွင့်ကြပါလေဒါတော့ Lygo ကဒါ Lygo ဟိုနေ့ကကျွန်တော်ပြောခဲ့ရနော်အဲဆင်းရင်နေတောင်ထွက်လာသေးရလေပါစာတွေရောဗာတွေရောအကုန်စုပေါင်းထားတဲ့ဒါကွန်မန်ဒိုစစ်ကြောင်းအဲဘိုးကြီးနိုရဲဘိုးကြီးနိုရဲဦးစီးတဲ့ကွန်မန်ဒိုစစ်ကြောင်းတစ်ကြောင်းလုံးပျောက်သွားတယ်ပြီးတော့ဒါဖုန်းကြောင်းမှာအဲတက်ဆွဲထားတဲ့အဖွဲတွေပြင်းတယ်ဗောနော်အဲဥစားနဲ့ပတ်သက်လို့အခုဒါအဲတာဝန်ရှိတဲ့အဖွဲတွေကနေပြီးတော့ဗီဒီယိုဖိုင်လေးထွက်လာတယ်အဲဗီဒီယိုဖိုင်ကိုကြည့်ရတဲ့အခါမှာ အဲကျွန်တော်ထင်ထင်ရှားရှားတွေ့ရတဲ့အောစရာတွေပေါ့နော်အဲဥစ္စာတွေအများကြီးရှိတယ်ပထမဆုံးစမြင်တာဘာလဲဆိုတော့အဖွဲတွေကအဲ့နေရာကိုတိုးဖို့သွားသွားနေတဲ့အချိန်မှာတိုက်ပွဲဖြစ်ဖြစ်ပြီပေါ့ဗျဖြစ်တဲ့အချိန်မှာဟိုဘက်ကနေရင်စော်တာနော်ဟေးအောင်နေလက်လက်ချားရတယ်ဘာညာတဲ့မဲစက်ကောင်စီကစက်ကောင်စီကရင်စော်တာနော်စော်တဲ့အချိန်မှာတပ်ဖွဲ့တွေကလည်းကျုံးတာပေါ့ပြင်းတဲ့အချိန်မှာအဲဒီတပ်ဖွဲ့ဝင်တယောက်ကအဲ့လိုဒီဝါရမောက်သွားနေတဲ့အချိန်ပေါ့နော်အဲကုန်းပြီးတော့ဒါမြေကြီးမှာဝက်ပြီးတော့သွားနေတဲ့အချိန်မှာလုံးဝအုတ်ထုတ်ကြီးကအုတ်ထုတ်တက်တက်ကို ပြောရရင်တော့ခေါင်းတက်တဲ့ပေါ့ဗျာခေါင်းတက်တဲ့ကိုကြည်စံဖြတ်မှန်တာပေါ့နော်ဖြတ်မှန်တဲ့အချိန်မှာဝတ်ကြွားအဝတ်ကြွားအချိန်မှာအဲ့အုတ်ထုတ်ကိုပြန်ကြည့်တဲ့အချိန်မှာဟာတော်သေးဘာမှမဖြစ်ဘူးဗျာလုံးဝလုံးဝဒါဟိုဘက်ကပြစ်လိုက်တဲ့ကြည်စံအောင်ပေါ့နော်ဒီကြီးကအုတ်ထုတ်ကသူ့ရဲ့အသက်ကိုကဲဝါတာဗျာအဲ့ဒီဟာနဲ့ပတ်သက်လို့လေလေဒါကျွန်တော်ကြီးက campaign နေကြီးကအုတ်ထုတ် campaign နေအဖွဲ့တွေကလှုပ်တဲ့အခါမှာကျွန်တော်ကတော့ကူစေခြင်းနဲ့ဗျာကူစေခြင်းနဲ့ဒီစစ်သုံးဆောင်ပစ္စည်းတွေဆိုတာကအဲမြေပြင်မှာကျတော့တိုက်ပွဲတဲမှာကျတော့အရန်ထိရောက်ပြီးအရန်အသုံးဝင်တာ ဟိုအတိုက်ပွဲအခုစပြီးတော့ဖြစ်ပါပြီဆိုတဲ့အချိန်မှာသူတို့ပြစ်လိုက်တဲ့ဟာကပေါ့နော်အဲတပ်ဖွဲ့ဝင်ရောတကယ်သာဒီကြီကောက်ထုတ်မပါဘူးဆိုရင်အဲ့တပ်ဖွဲ့ဝင်ကဒီတိုက်ပွဲမှာဆက်ပြီးတော့ဆင်နွှဲနိုင်မှာမဟုတ်ဘူးတဲ့တဲ့ကြီးမှန်လားအဲ့မှာတယောက်ကကြည့်ရယ်ကြည့်ပြီးရတယ်အာဘန်းဖြူဘန်းဖြူဒါပို့ပြီးတော့မှန်လားဗျာအဲ့လိုပြောအမှန်မဟုတ်တဲ့တဲ့ကြီးမှန်လားအဖွဲ့ဝင်စိတ်ပူမှာဆိုလို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ပြီးတော့အချင်းချင်းဗျာအဲ့လိုအရန်ရိုင်းမင်းကူညီတယ်အရန်ချစ်ခင်တဲ့တန်ရုံးစင်တွေကိုတွေ့ရအရဲဘော်ရဲဘက်စိတ်သားတွေကိုလည်းတွေ့ရတယ် အဲ့ဒါလည်းအအံ့ဩစရာဝမ်းသာစရာပေါ့နော်အဲကျွန်တော်တို့တပ်ဖွဲ့တွေကမြေပြင်မှာတကယ်စီစီလုံးလုံးနဲ့တိုက်ပွဲဝင်နေကြရဆိုတော့အတိကိုရစီတယ်ဗျာနောက်တစ်ခါတော့ဒါအပင်ချိန်ပါလေအပင်ချိန်မှာဒါမိုင်းမိုင်းနေထောင်တာလားဒါကတော့သူတို့ပုံမှန်ပဲအဲသူတို့ရှိပါတယ်ဆိုတဲ့နေရာအနီးတစ်ဝိုက်မှာသူတို့ရဲ့အင်အားမလုံလောက်မှုတွေကြောင့်မလို့သူကမိုင်းနေခင်းတယ်မိုင်းနေထောင်တယ်အဲ့လိုထောင်တဲ့အခါမှာအဲထားပါတော့ဒါဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်တိုက်ပွဲဖြစ်ပြီးရေးဆိုတဲ့အခါကျရင်သူကအကာအကွယ်ရှိတဲ့နေရာကိုပြေးပြီးတော့ကတ်တာပေါ့ အဲ့ကြအပင်နေအုတ်တိုင်းနေအစ်တလုံးနေကြောက်တုံးနေဒါမျိုးနေရာမျိုးတွေကိုလူကပြစ်ကတ်တာပုံများတယ်ဒါသူ့ရဲ့မတိစိတ်မှာကိုပဲပေါ့နော်ငါတို့ပြစ်နေတယ်ဒီပြစ်ကွင်းကြီးထဲမှာရှိနေဆိုရင်ငါတို့မှန်လိမ့်မယ်အဲ့တော့အကာအွယ်ရှိတဲ့နေရာကိုပြစ်ကတ်ရမယ်ဆိုတဲ့အသိရှိရှိရကြတော့ဒါစိတ်ကောင်းစရာအမြဲတမ်းပါအဲ့လိုနေရာမျိုးတွေမှာသူကမိုင်းထောင်တယ်အပင်အခြေလေးမှာခုနကြောက်တုံးနေခြံစည်းရိုးတွေကြားထဲမှာအဲ့လိုမျိုးနေရာမျိုးတွေမှာသူတို့မိုင်းနေထောင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းဒါကန်တီလို့ပေါ့နော်အဖွဲ့ဝင်ကဒါလုံးဝမြင်လိုက်တဲ့ခါမှာအောင်ရင်ကောင်းနေမိုင်းနေရှိတယ်မိုင်းနေရှိတယ်ပေါ့နော် အဲ့လိုမျိုးမိုင်းတွေရှိပါတယ်ဆိုပြီးတော့တိလဲတိတယ်အဲအဲ့နေရာမှာကိုပဲထက်ပြီးတော့တိုက်ပွဲဝင်နေရတော့ဘာလို့လဲဆိုတော့အကာအွယ်ကအဲ့တခုပဲဖြစ်နေတဲ့အတွက်ပေါ့နော်အဲ့မိုင်းတွေရှိပါတယ်ဆိုတော့ထောင်ထားပါတယ်ဆိုတော့ဟာကြီးကိုမြင်နေရတဲ့သားနဲ့အဲ့နေရာမှာပဲထက်ပြီးတော့တိုက်ပွဲဝင်နေရတာလည်းရှိတယ်အဲ့တော့အဖွဲ့ဝင်နေအနေနဲ့ကတော့ဒါတို့ကတော့တီးပြီးသားပေါ့နော်တီးပြီးသားဖြစ်မှာပါအဲ့ဒီကတော့စစ်ကောင်စီကသူကအဲ့လိုမျိုးနေရာမျိုးတွေမှာမိုင်းတွေထောင်းနေပေါ့နော်ပြီးတော့ဒါလမ်းမကြီးပေးမှာဒါသူတို့သူတို့អော်ခဲ့တာပေါ့နော်ယောက်នេះလက်နှချပါညာနဲ့អော်ခဲ့တဲ့កောင်នេះကနောက်ဆုံးបិណ្ណមកទៅទីနေလဲဆိုတော့လမ်းမကြီး ဒီကြောင်လမ်းမကြီးဗေးနာလေးမှာဒါအပုံလိုက်လေးတွေအပြုံလိုက်လေးတွေအဲ့လိုတည်နေရတွေ့ရတယ်အဖွဲတွေကဟောမောကလည်းမောတိလာပစ္စည်းပစ္စည်းကလည်းယူလုံမသားလေးခွေးတွေတည်နေတာပါညာလည်းပြောလို့ပြောဟောဒါသူတို့ဘက်ကတော့ဒါနဲ့ပတ်သက်ရင်သူကအမြဲတမ်းမှတိုက်ပွဲမှာသူတို့မတည်ဘူးပဲပြောတာပေါ့နော်ဒါပေမဲ့တပ်ဖွဲ့ဝင်တွေကအခုလိုဗီဒီယိုကလစ်တွေထုတ်ပြလာတဲ့ခါကျတော့အမြေပြင်မှာတကယ်လုံးဝအသက်မဲ့နေတဲ့သူတို့ရဲ့အလောင်းတွေကအများကြီးဖြစ်နေတယ်အဲ့ဒီကနေပဲတပ်ဖွဲ့ဝင်တွေကကြီကားတွေခုနလိုကောင်းတဲ့ခဲယမ်းတွေ လက်နက်တွေဒါမျိုးတွေပြန်ယူနေတဲ့ဟာကိုသူတို့ကိုယ်တိုင်မျက်ဝါးထင်ထင်ပြန်တွေ့ရမှာပဲအဲ့တော့ကျတော့တပ်ဖွဲ့ဝင်တွေကအလုံးနဲ့တက်တည်ပြလို့ဗောနော်တကယ်မြေပြင်ကတက်တည်အချက်လက်တွေကိုလည်းဒါပြည်သူတွေသိရှိအောင်ချပြပေးတယ်ဒီဥစ္စာကပြည်သူတွေတင်မဟုတ်ဘူးဟိုဘက်မှာရှိတဲ့စစ်ကောင်စီအဖွဲ့တွေအတွက်ပါဒါဆေးတဲ့စစ်စင်ရေးတခုဖြစ်စေတယ်ဗောနော်ပြီးတော့အဲ့လိုမှတ်တမ်းတွေကိုအခုလိုမျိုးသိရှိအောင်ရယူပေးထားတဲ့ဒါတပ်ဖွဲ့ဝင်တွေကိုလည်းတကယ်ကျေးဇူးတင်တယ်ဗောနော်အဲပြီးတော့ကြထိတဲ့ရဲဘော်တွေလည်းရှိရဲ့ အရှိရဲဒါပေမဲ့တချို့အဖွဲ့ဆိုရင်အဲ့ဥစ္စာဟာသလုံနေရမယ်ငါတော့ဘောင်းမီဖင်ပြဲွားတယ်လို့ပါလို့ဆရာဟိုထိတဲ့ရဲဘော်ကလည်းဟိုနာလို့ပေါ့စေကူတာတဲ့အခါမှာလုံးဝဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ကုသခံနေရတယ်။ဟာရှစ်ကောင်ဆရာကောင်နေဆိုရင်တော့အဲ့ချိန်မှာအော်နေလောက်ပြီ။အော်နေမှာအာကေကြပါအောင်နေပါပြီဖြစ်ဖြစ်နေမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖက်ဝင်နေနေရကတော့ငါတို့ဒါကိုလုပ်ရင်ဒါကိုဖြစ်မယ်ဆိုတာသိထားတဲ့အတိုင်းပဲပေါ့နော်။တကယ်လို့ဒန်ယာနာတရဖြစ်လာခဲ့တယ်ဆိုရင်တော့မှပဲလုံးဝအန်ကျိတ်ပြီးတော့အကောင်းဆုံးကျော်ဖြတ်နေတဲ့ဟာတွေကတကယ် ဟိုလုံးဝပြလေးစားစရာကောင်းတယ်ဗောနော်လေးစားစရာကောင်းတယ်အဲဥစ္စာလည်းဒါအခုဒီရက်ထဲမှာထွက်လာတဲ့အချိန်မှာတကယ်အားရမိတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်ဗောနော်ပြီးတော့ကျွန်တော်စီမှာဒီဗီဒီယိုတွေတင်လို့မရဘူးဖြစ်နေပါဘာအဓိကအဲ့လိုတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ဒါအကြီးပြစ်တာတွေလက်နေငယ်ပြစ်တာတွေပြစ်ပြစ်တာခတ်တာတေးတာတွေဗောနော်အဲဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်တင်လို့မရလို့ဗောနော်ကျွန်တော်ဒါ BBTV Plus မှာကြာရင်ကျွန်တော်အဲ့လိုပုံစံမျိုးလေးပြန်ပြီးတော့ဒါအာယုံပြန်ဆိုက်ပါမယ်ဗောနော် အခုကကျွန်တော်ခီးသွားပြီးပြန်ရောက်ခါစားမှုလို့ပေါ့နော်အဲနောက်တစ်ခါတော့ဒါကျွန်တော်ဒူရကစစ်ကြောင်းကိုဖားကြီးတို့အဖွဲ့တွေပေါ့ဗျာကျွန်တော်အမြဲတမ်းအင်တာဗျူးဖြစ်တယ်ပေါ့နော်ဒီအဖွဲ့ကြီးလည်းပါတယ်လို့အခြားအဖွဲ့ကြီးလည်းအများကြီးပဲပါတယ်ပူးပေါင်းပြီးတော့စစ်ဆင်ရေးလှုပ်လာတယ်ပေါ့နော်အဲဒါနောက်ဆုံးသူနဲ့ကျွန်တော်အင်တာဗျူးခဲ့တဲ့အချိန်မှာပေါ့နော်အဲနောက်ဆုံးအခေါက်အင်တာဗျူးခဲ့တဲ့အချိန်မှာထပ်ပြီးလည်း view ပို့တွေရှိရပေါ့နော်အဲအဲ့အချိန်မှာသူပြောခဲ့တယ်လို့ပေါ့ကျွန်တော်တို့စူပေါင်းပြီးလှုပ်မယ်ဆိုရင်ဒီထက်ပို့ပြီးအောင်မြင်မယ်ဆိုတာသိတယ်အဲအဲ့ကြောင့်မလို့ကျွန်တော်လှုပ်လှုပ်ကြည့်တာဆိုပြီးပြောလိုက်တော့အခုတော်တော်အလုပ်ဖြစ်နေပြီလို့ပြောလို့ရမယ်အဲအဖွဲ့တွေအကုန်လုံးစူပေါင်းပြီးတော့တိုက်ပွဲဝ ဝင်နေတဲ့ဟာကိုကျွန်တော်တို့ဇက်တိုက်ဇက်တိုက်မြင်တွေ့လာရတယ်ဗောနော်အဲ့တော့အဲ့ထဲမှာဆိုလဲဒါလုံးဝဗျာအဲစစ်ကောင်စီကတော့သူရဲ့ထုံးစံတိုင်းပဲဒါဘုံကြီးเจ้าနေဖျားစီတီတွေပထိုးတွေသာသနာနယ်မြေတွေအဲပြီးရင်ဖျားเจ้าနေဗလီတွေဒါမျိုးနေရာမျိုးတွေမှာကြီးပဲသူတို့ကအဲစခန်းချရတယ်အခြေပြုတယ်အဲအဲ့အဲ့နားပတ်ဝန်းကျင်တွေကိုမိုင်းထောင်တယ် အဲ့လိုပုံစံမျိုးတွေလုတ်လုတ်လေးလုတ်ထားရှိတယ်ဗောနော်အခုနောက်ပိုင်းမှာအဲ့ပုံစံမျိုးပဲလုတ်တယ်လုတ်တော့ကျတော့တက်ဖွဲ့တွေကလည်းအဲ့အဲထဲမှာပဲသွားပြီးတိုက်ပွဲဖော်ဆောင်တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ခွေးရှိတဲ့နေရာကိုသွားပြီးတော့တိုက်တာဖြစ်တဲ့အတွက်စစ်ခွေးနေတဲ့နေရာအဲ့နေရာတွေဖြစ်နေတာဗောနော်အဲ့ဒါကြောင့်သူတို့ဘက်ကတခါကျန်អော်ရတယ်အဲဗာလေဟိုပြောတော့ကြတော့ဘာဖြစ်နေညာဖြစ်နေဗောနော်ပြီးကြတော့ဒီအဲဖုန်းเจ้าနေဟိုဟာစာတင်เจ้าနေဆေးရုံနေအဲပြီးရင်ဖျားเจ้าနေဒီလိုနေရာမျိုးတွေမှာလာပြီးတော့တိုက်ပွဲလုတ်တယ်အမှန်မဟုတ်အဲ့ကောင်တွေကအဲ့ထဲမှာနေတာ ပြီးရင်အဲ့လိုနေရာမျိုးတွေကိုပဲပြေးတာအဲအားကြောင့်မို့တိုက်ပွဲတွေကအဲ့နေရာမှာဖြစ်တာပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကကျဲလိုက်တဲ့ဟာတွေကြတော့ဘာမှမဆိုင်တဲ့နေရာမျိုးတွေကျဲတာတခါသူတို့ပဲနေတဲ့နေရာသူတို့ဘာသာသူတို့ကျဲတာရှိတယ်သူတို့မနေဘူးဆိုတဲ့အချိန်မှာကျဲတာပေါ့နော်အဲကြောင့်အဲ့တိုက်ပွဲမှာဆိုလေလုံးဝတပ်ဖွဲ့တွေကပြစ်ကွင်းကြားထဲမှာပြေးလွှားနေအားရစရာဟိုလုံးဝအသက်ဆုံးရင်းပြီးတော့ချနေတဲ့ဟာတွေပေါ့နော်တနေရာနဲ့တနေရာကူးတဲ့အခါမှာ တစ်ဖက်ကရန်သူပြစ်ခတ်နေတဲ့ဟာကိုလည်းသူတို့မြင်ရတယ်တွေ့ရတယ်။အဲဒါကြောင့်လုံးဝပြစ်တက်တက်ပြီးတော့လုံးဝဆွန်းဆွန်းစားစားနဲ့ပြစ်ကတ်တာမျိုးတွေပေါ့နော်။အဲဥစ္စာတွေလည်းဒါကြောင့်တွေ့နေရမြင်နေရပြီးတော့တပ်ဖွဲ့တွေရဲ့စိတ်အေးလက်အေးပုံစံမျိုးတွေလည်းတွေ့ရတယ်။အဲခဏဒါငါငါတို့ပြစ်လို့လည်းဘာမှမထူခေါကောင်းနေပြစ်ပစေဆိုပြီးတော့နေနေရခါမှာလေသူတို့အေးစေးတက်တောင်းတက်တာနဲ့ထိုင်နားနေတာလေအုတ်ညံလေးကိုမှီပြီးတော့နားနေရမျိုးဒါပေမဲ့တိုက်ပွဲတော့လုံးဝအာယုံဆိုင်ထားတယ်ဒါပေမဲ့တက်တောင်းတက်တာနဲ့ကိုတိုက်ပွဲဝင်နေတာပေါ့နော်ဟာမသိရင်တကယ်တက်နေပြစ်နေကစားနေတဲ့အတိုင်းပဲ ဲ့အဖွဲ့တွေတကယ်ကြမ်းတယ်ပေါ့နော်အပြော့တာကဒီသဝေရအဖွဲ့တွေဆိုရင်တကယ်ပါဟိုလုံးဝအကြမ်းစားကြီးတွေပြဘာဖြစ်လို့လဲဆိုတော့ဒီသူတို့အခုနောက်ပိုင်းထွက်လာတဲ့ဗီဒီယိုဖိုင်တွေထဲမှာအဲ့လိုမျိုးဒီတောထဲတောင်ထဲတွေမှာမဟုတ်ဖဲနဲ့အဲခုနလိုအဆောက်အဦတွေကြားထဲမှာပုံများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်နေရှိတဲ့နေရာအဲ့လိုနေရာဖြစ်တယ်အဲ့လိုနေရာတွေမှာတိုက်ပွဲပေါ်ဆောင်တဲ့ခါကျရင်အဲ့နေရာတွေကမြင်ကွင်းကက်သက်ချက်တွေအများကြီးတယ်ဘာလို့လဲအဆောက်အဦတွေကြားထဲမှာမမြင်ရတာတွေကွယ်နေတာတွေဒါမျိုးပုံစံမျိုးရှိတယ် အဲကြားထဲမှာကိုပဲတပ်ဖွဲ့တွေကရောက်အောင်ပစ်ခတ်သွားတဲ့ဟာတွေဒါရှေ့ဗီဒီယိုတွေမှာလည်းရှိတယ်ဗောနော်ဟာဟိုမှာခွေခွေခွေဆိုပြီးတော့အဲ့လိုပြောရတယ်ဖုံဖုံပြစ်တာကုန်းအဲအဲ့လိုပုံစံမျိုးတွေအခုလည်းအဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ပြီးတော့အဲ့မှာဒါဒီတိုက်ပွဲဝင်နေတဲ့သူတွေထဲမှာဗောနော်စက်တောင်စည်းလေးနဲ့တယောက်ကျွန်တော်သတိထားမိစက်တောင်စည်းလေးနဲ့ဘာကင်နာဆက်လက်ကြီးကင်နာလားအဲ့ဆက်လက်ကြီးကိုမတ်တက်ရပြီးဆွဲတာဗောနော်ဟာအဖွဲတွေကြမ်းလာပြီလားဗောနော်လုံးဝ အလုံးကတောက်တွေပါလေလဲပါရဲသားနေပါနော်အလုံးကပြက်ကွင်းမြင်ကွင်းကြောင်းမလို့ခုနကတော့မတ်တက်ရက်ပြီးတော့တိုက်ပွဲဝင်ရတဲ့ကအဲ့ဆက်လက်ကြီးမှာမတ်တက်ရက်ပြီးကင်တောင်းတန်းဆိုရင်အဲ့ကောင်ကြီးကဖိနိုင်တော့လဲကြတဲ့အနေသားမျိုးရှိသွားနိုင်တယ်ဒါပေမဲ့တပ်ဖွဲ့တွေကခုနကလိုဆွမ်းဆောင်ရင်ပြေပါတယ်ကြမ်းမှာကြမ်းခိုင်နေပါနော်အစစ်တပ်ကကောင်တွေကတော့ဖိနေလဲကြအောင်အဲ့တော့အဲ့တိုက်ပွဲမှာဒါဆက်ကဆ၄ဦးတည်တဲ့ထိခိုက်ဒဏ်ရာရတာတွေများတယ်အဲ့သူတို့တွေထွက်ပြေးဆုတ်ခွာရတယ်ပေါ့နော်အဲ့အဲ့တိုက်ပွဲမှာအောင်မြင်မှုတွေရခဲ့သလိုအဲဒီတပ်ဖွဲ့တွေကလည်းပြည်သူတွေကိုပေါ့နော်ပြည်သူတွေကို လေချောင်းနေစစ်စစ်ကောင်စီကနေပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်လေချောင်းနဲ့ပတ်သက်လို့ဒါကာကွယ်ရမယ့်ဟာတွေကိုလည်းဒါကာကွယ်နိုင်ဖို့ပေါ့နော်ပြီးတော့ကြတော့ဒါစီရေးအသီးသီးတွေလည်းရှိကြဖို့ဆိုပြီးတော့ဒါပန်ကြားထားရလည်းရှိရပေါ့နော်အဲကြတော့ဘလိုပဲဖြစ်ဖြစ်အိုက်တိုက်ပွဲရလည်းတကယ်အားရစရာကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်ပေါ့နော်အခြားသောတိုက်ပွဲတွေကလည်းအများကြီးပဲကျွန်တော်အဲဥစ္စာလုံးဝတိုက်ပွဲသီးသန့်ဗီဒီယိုတစ်ခုကျွန်တော်လုပ်ပေးမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်ဒီတောင်ခန်းပေါ့တောင်ခန်းနောင်ချိုပေါ့နော်အဲ့ဘက်ချမ်းတွေမှာကျွန်တော်ဟို ဟိုနေ့ကပေါ့နော်ကျွန်တော်သတင်းရအချင်းပြောခဲ့တဲ့ဗီဒီယိုဖိုင်ရမှာဆိုရင်သိပါလိမ့်မယ်။တောင်ခမ်းအာဒီနောင်ချိုဘက်ကိုစစ်ကူရင်တန်းနေသူတို့လွှတ်နေတယ်။အဲ့နောက်ပိုင်းမှာအခုဒါတိုက်ပွဲတွေပြင်းထန်လာတယ်။အအခုဆိုရင်ဒါကန်ကြီးရွာပေါ့နော်အကန်ကြီးရွာဘက်မှာတိုက်ပွဲဖြစ်တဲ့ဟာကအဲ့ဒီကနေပြီးတော့စစ်ကောင်စီကဒါရွှေမော်တော်ဘက်ကိုပြန်ပြီးတော့ဆုတ်သွားတယ်ဆိုပြီးတော့သိရတယ်။အဲ့နေရာကိုဒေါ်လိုင်းတပ်ဖွဲ့တွေပြန်ရလိုက်တယ်ပေါ့နော်။အဲ့လိုရတဲ့အချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်တယ်။ဒီနောင်ချိုရောတောင်ခမ်းမှာရောပေါ့နော်လှုပ်တယ်။လှုပ်တဲ့အချိန်မှာဘာတွေသတိအဲသိရလဲဆိုတော့ဒီဒါတို့အစိမ့်ငွေတွေ ို့ပို့သားသားတုံးနေတာကိုသိရတယ်။အဲ့ဟာကိုတကယ်ကိုတွင်တွင်ကြဲကြဲနဲ့အများကြီးတုံးပြူနေရဆိုတာကိုသိရတယ်။အဲ့ဒီထဲမှာဗာကြီးသွားပြီးတော့ဟိုဖြစ်လဲဆိုပြည်သူတွေတွတ်ထိရတယ်အများကြီးရှိရပါတော့။အဲ့မှာတရကုန်းတို့ကန်ကြီးတို့အဲ့ရပြည်သူတွေပေါ့နော်။အဲ့ဒါဒါဆစ်ဆောင်နေပြည်သူတွေ။အဲ့ဒီလိုမျိုးဆစ်ဆောင်နေပြည်သူတွေကခုနလိုဒါတို့ဆိုင်ငွေဒဏ်ပို့ပြီးတော့ခံနေရတယ်ဆိုပြီးတော့သိရတယ်။အဲ့ရဗာဖြစ်လဲဆိုတော့သူကအရေပြားတွေရာရန်နေအပြင်းအထန်ဖျားရတယ်၊မူးရတယ်၊အန်တယ်ပြီးရင်သတိမိလဲတယ်။အဲ၃လရဲ့အစားမဝင်ဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်။ ောက်ထပ်ရည်စရာပြောရလားတော့မသိဘူးသူကကိုကာကူလာတောက်ရင်တက်တာဆိုပြီးတော့လည်းပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒါပြည်သူတွေအနေနဲ့ပေါ့နော်လေချောင်းဘုံကျဲတဲ့ဒဏ်တွေပြင်ခုနလိုအစိတ်ငွေတုံးပြီးတော့တိုက်ခိုက်တဲ့ဟာမျိုးတွေကလည်းအဲကာကွယ်ရမယ့်အထင်းမှာပါလာပြီပေါ့နော်အဲပုံမှန်ဆိုရင်တော့ကျွန်တော်တို့ပြောတာဒါအဝိအဝိကိုရေဆုရေဆုပြီးတော့အဲရေဆုအဝိကိုနှာခေါင်းနဲ့ပါးစပ်ကိုလုံအောင်ပတ်တာတော့အဲမျိုးလုံးစီးထားဒါမျိုးပုံစံမျိုးတွေတော့ပြောကြရတော့ရှိတယ်တကယ်တကယ်တမ်းမှာ အဲ့လိုအုံလိုက်ကျင်းလိုက်ပြီးတုံးလာပြီးဟေ့ဆိုတဲ့ခါကျရင်ဒါတွေကလည်းသိရတဲ့အတိုင်းပဲအကန့်အသတ်ချက်ရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ကျတော့ gas mask တွေလိုလာပြီးအခုကတိုက်ပွဲဖြစ်ပါရဆိုတဲ့နေမြေတိုင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ကဒီဒဏ်ကိုခံစားရခံစားရတဲ့အခါမှာဒါစစ်ဒီတလိုင်းတပ်ဖွဲ့ဝင်တွေရောပြည်သူတွေရောဒီလိုမျိုးအကာအကွယ်တွေကအရေးတကြီးလိုအပ်လာနေပြီပေါ့နော်အဲ့ကျတော့တက်နိုင်မယ်ဆိုရင်အဲ့လိုခါမျိုးတွေအထိစောင့်ထားစေခြင်းနဲ့ကိုယ့်အိမ်မှာအိမ်သားဘယ်နှယောက်ရှိလဲ အဲပြောကြတော့ကိုဒါတခြားပေါ့နော်ကိုကတော့တက်နိုင်တယ်တက်နိုင်တယ်ဆိုတော့ကိုအင်းသားတွေအတွက်ကိုကတော့ဝယ်ထားတယ်ပြီးတော့အခြားမတက်နိုင်တဲ့သူတွေအတွက်လည်းကုညီပေးလို့ရအောင်အပူလေးဝယ်ထားမျိုးအဲတခါလေကြာရင်လည်းအဲကုညီပေးတာမျိုးဒါမျိုးပုံစံမျိုးတွေလည်းအရေးတကြီးလိုအပ်လာပြီလို့ဒါကျွန်တော်ယူဆတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါစီပေါစာကားကိုဖမ်းတာပေါ့နော်လေရင်စီတဲလာတဲ့စီပေါစာကားကိုဖမ်းတာဖမ်းတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကဖမ်းတယ်ဖမ်းတော့စစ်သားနှစ်ယောက်ပါတယ်အဲဒီမှာယာကန်ဘိုးပါတယ် ပြီးတော့စီတခိုးတွေပေါ့ဗျာစီတခိုးတွေလင်းစီတခိုးတွေပေါ့နော်အဲ့လိုកောင်မျိုးတွေဟိုသွားတီသွားလှုပ်တဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေကအမိရသတင်းရယူပြီးတော့စောင့်ကြည့်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တဲ့အဲ့ထဲမှာအရာခံဖို့တယောက်ပါတယ်ပေါ့နော်အဲ့လိုမျိုးဒါဒီဒီဒီအရာအချားစင်နေတဲ့မှာပေါ့နော်အချားစင်နေတဲ့မှာအဲ့လိုအရာခံဖို့တွေအုတ်ခွဲတက်ကြည်ကြီးတွေအဲ့လိုမျိုးកောင်မျိုးတွေကအဲ့လိုလုပ်ငန်းတွေကိုတကယ်ကိုတွေ့တွေ့ကြည်ကြည်မြေပြေမှာချင်းပြီးတော့လိုက်လုံနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါရှေ့ပိုင်းဖြစ်စဉ်တွေမှာလည်းအဲ့လိုပုံစံမျိုးတွေရှိတယ် အဲပြီးရင်ဒါကားတွေကိုအသုံးပြုတဲ့ခါကျရင်သူကကုမ္ပဏီကားတွေဆိုတဲ့ပုံစံမျိုးနဲ့နာမည်လွှဲပြောင်းပြီးသုံးတာမျိုးတွေရှိသလိုအဲသူတို့ပုံမှန်အရင်တည်နေကြစစ်ကားတွေနဲ့မဟုတ်ဖင်းနေပါတော့အရက်ကားပုံစံမျိုးပုံပြောင်းပြီးတော့တည်နေကြတဲ့ဟာတွေလည်းရှိတယ်ပါတော့အဲ့ဥစ္စာတွေကြားတဲ့ကမှဒလိုင်းတပ်ဖွဲ့တွေကကောင်းကောင်းတရင်ရယူပြီးတော့အခုလိုမျိုးလုံနိုင်တာကအဲအရန်ကောင်းတယ်ပါတော့ပြီးတော့ဒီဒီစီတဲကားဆိုရင်သူကစီပေါစာဆိုရင်သူကနမ်ဆန်ဒေတာစကန်ကိုပို့မှာပါတော့အဲ့မှာရှိတဲ့လေရင်တွေ ဒါဘုံကျဲတိုက်ခိုက်တာမျိုးပဲဖြစ်ဖြစ်လေ့ကျင့်ပြန်သန်းတာမျိုးပဲဖြစ်အခုနောက်ပိုင်းလေ့ကျင့်နိုင်ရလို့မရှိပါဘူးဘုံကျဲတိုက်ခိုက်တာပုံများတယ်ပေါ့နော်အဲ့လိုဟာမျိုးတွက်ကိုသူကပို့ပြီးမှအဲ့တော့ကျတော့အဲတစ်ဖက်မှာတွားပြီးတော့ဘုံကျဲတိုက်ခိုက်မဲ့လေရင်တွေအတွက်ကိုဒီဘက်ကဖမ်းလိုက်ခြင်းအပြင်ခုနလိုဆင်ရင်းနဲ့ပတ်သက်လို့ပေါ့နော်ဖီအားတစ်ခုရော့အောင်လုပ်ပေးနိုင်တာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့အဲမြေပြင်မှာတွားလို့လာလို့လုံးဝမရတော့တဲ့ခါကျရင်သူတို့လေကြောင်းကနေလှုပ်လိမ့်မယ်လေကြောင်းကနေတွားတဲ့ခါကျရင်လေရင်စီပို့ပါရဲဆိုလေရင်စီကထက်ကုန်နေတဲ့အဆင့်မျိုးတွေဖြစ်လာအဲ့တော့များများဖြတ်တောက်နိုင်ဖို့အရေးကြီးလာတယ် အဲဥစ္စာအတွက်ကိုအခုလိုမျိုးသတင်းတွေလက်အုပ်မှုရယူနိုင်ပြီးတော့အခုလိုထီတီမီမီလုံနိုင်ဖို့ကအရန်ကိုကောင်းမွန်တဲ့ချက်လို့ပြောရမှာပေါ့နော်သတင်းရတဲ့ကောင်းထဲမဖော်နိုင်ရင်လည်းဒါကြီးကဖြစ်မြောက်မှာမဟုတ်ဘူးအခုကျတော့အဖွဲ့တွေအရန်တော့သတင်းလည်းရတယ်ကောင်းထဲလည်းပေါ်ပြီးပြင်တက်တည်ပါပြပြီးရောအမှစာရွက်တွေနဲ့ထွက်လာစစ်ကောင်စီကကောင်းနေနာကဘလို့ရောက်နောက်တစ်ခါတော့ဒါပါစပါပေါ့နော်ပါစားရီကတော်လရင်တက်ဖွဲ့တွေဝင်နေဖြစ်လာနေပြီဆိုတဲ့စကားဒါကျွန်တော်ဒီရက်ထဲမှာတွင်တွင်ပြောမိတယ်အဲ့ဒါတော့ဒါအောင်စရာဘက်ချမ်းကဟူပြောင်းလာတဲ့အဖွဲ့တွေ ကျတဲ့နဲ့နဲ့ပေါင်းပြီးတော့ဒါ PDF တင်တန်းပြန်တက်ကြရရှိတယ်အဲ့ဒီကဆန္ဒပါတဲ့သူတွေပေါ့နော်အဲ့ဒီသူတွေကပြန်ပြီးတော့တင်တန်းပြန်တက်ပြီးတော့အခုအောင်ကြားဘက်မှာပြန်တိုက်နေရရှိတော့ဒါပါစာတွေပေါ့နော်ပါစာတွေကပြန်တိုက်တယ်ပေါ့နော်အခုဒါကျွန်တော်ထပ်ပြီးတော့တည်ရတဲ့ဟာပေါ့နော်အချင်းပြည်နယ် CB ဘက်မှာလည်းအဲ့လိုမျိုးပါစာတွေတည်ရနေပြီးတော့ဆန္ဒပြုတ်တဲ့သူတွေကိုအဲခုနလိုပေါ့နော်စစ်တင်တန်းပြန်ပေးတယ်ပြီးတဲ့တင်တန်းပြန်ပေးရပါဗျာအဲ့လိုမျိုးတင်တန်းအခြေခံစစ်တင်တန်းပြန်ပေးပြီးတော့ အဲတိုက်ပွဲဝင်ခြင်းတဲ့အဖွဲ့တွေကပုံများလာတယ်ဗောနော်အဲ့တော့ချက်ကောင်စီကနောက်ပိုင်းပတ်စစုပေးတယ်ဆိုတာတော်လိုင်းတက်ဖွဲ့တွေဖြစ်နေတာဗောလက်နက်တွေလည်းပါလာတယ်အင်အားလည်းပြန်ပြီးတော့အသုံးပြုလို့ရတဲ့အင်အားတွေရှိလာတယ်ဗောနော်တချို့ကြလည်းစိတ်ပူတယ်ဒါဒါကိုလည်းတော်လိုင်းတက်ဖွဲ့တွေကအရင်ဆုံးတွေးမိပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုနအတင်ကျွန်တော်မေးကြည့်တဲ့အချိန်မှာအာရှာတို့ကစိတ်မပူဘူးဟာကျွန်တော်စိတ်ပူလာဗောဒါပေမဲ့ရောက်နေမြေပြင်မှာနီလန်းနေအများကြီးရှိတယ်ဗောနော်အခုနလိုလူစုဘလို့စုတယ်လူခွဲတယ်ဘလို့ပေါင်းဆက်ထားတယ်ပြီးတော့ကြတာဆန္ဒ ပြုတဲ့သူကိုဘယ်လိုစစ်ဆေးသလဲအဲဒါမျိုးပုံစံမျိုးတွေနေအစားပြန်ပြီးတော့လှုပ်ဆောင်နိုင်တယ်ရှိတယ်တချို့ကြတော့အိုက်ပတ်စတွေထဲမှာတော်လိုင်းတက်ဖွဲ့တွေကိုအားပေးတယ်တော်လိုင်းတက်ဖွဲ့တွေအတွက်ကိုကူညီပေးတယ်အဲ့ကြားထဲမှာပေါ်တာဆွဲခံရပြီးတော့ပါသွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသူတယောက်လည်းဒါကျွန်တော်နဲ့ဆက်သွယ်ရထားရှိတယ်ကျွန်တော်နဲ့အင်တာဗျူးလုပ်ထားရှိတယ်ရုပ်ပြလို့တော့အဆင်မပြေတဲ့အတွက်ပေါ့နော်ကျွန်တော်ခုနလိုအတန်ဖိုင်တဲ့ဗီဒီယိုလေးတစ်ခုကျွန်တော်လုပ်ပေးမယ်ပေါ့နော်အဲ့ဟာပါလဲဆိုတော့အဲ့ဟာလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ် သူကတော်လိုင်းတက်ဖွဲ့တွေကိုဒီအရက်သားဘွားမှာနေကသူကူညီတယ်သူကိုယ်တိုင်လည်းတော်လိုင်းတက်ဖွဲ့ဝင်လို့ကိုပြောလို့ရတဲ့အနေအထားဖြစ်အောင်သူကကူညီတာတော်လိုင်းတက်ဖွဲ့ဝင်တွေဘာလို့လဲလက်နက်ခရရနဲ့ပတ်သက်လို့ဘာလို့လဲပစ္စည်းပစ္စည်းတွေဘာဝယ်ပြရမလဲဒါမျိုးပုံစံမျိုးတွေလောက်ခဲ့တာပေါ့နော်သူနဲ့ရင်းနှီးရဲ့တကယ်ချင်းတွေအများကြီးပဲအဲ့လိုကနေမှဒါသူကအုတ်ကြီးကိုဓာတ်နဲ့ခုတ်လို့ဆိုပြီးတော့ပေါ့နော်စဉ်မှုမထမ်းမနေရဆိုပြီးလိုက်ပြီးတော့ကောင်းတဲ့ပေါ်ပေးနေတဲ့ကောင်ပေါ့နော်အဲပြည်သူပေါ်ရုံမာနေတဲ့အုတ်ကြီးကိုသူကအကျော်ဆိုင်မှာတွေ့တော့ဓာတ်နဲ့ခုတ်ပြီးတော့ဆိုတာ အဲ့မှာဖန်ခံရတယ်ပေါ့နော်ဖန်ခံရပြီးတော့ပေါ်တာတက်ဆွဲခံရပြီးတော့သူပါသွားတယ်နောက်ဆုံးအဲ့ကနေပြန်ထွက်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေနေခုနကသူကူညီခဲ့တဲ့သူ့ရဲ့တငယ်ချင်းတွေစီကိုသူအရောက်ပြန်လာပြီးတော့အဲ့မှာအခုဆိုရင်အတူတူတွဲပြီးတော့တိုက်ပွဲဝင်နေကြပြီပေါ့နော်အဲ့ဆိုသူလည်းပတ်စားပဲအဲ့ကြအဲ့လိုမျိုးဖြစ်စင်နေရမြေပြင်မှာအများကြီးရှိတယ်နောက်ကြအဲ့ဘိုင်းတွေကိုလည်းကျွန်တော်တက်တဲ့လောက်စုံစမ်းပြီးတော့ပေါ့နော်တရှိရသမျှဟာအကုန်လုံးကိုပြည်သူတွေစီကိုမျှဝေပေးပါမယ်ဗျာ ဘာပဲဖြစ်ဖြစ်ဒါမြေပြင်မှာထူကြဖြစ်စဉ်တွေအများကြီးရှိတယ်။အဲချို့လဲအားမရဘူး။အဲချို့လဲဒါစိတ်မကောင်းဖြစ်စရာတွေချို့လဲစိတ်ထိခိုက်စရာတွေဒါတွေလည်းရှိမယ်။အဲလိုပဲတစ်ဖက်မှာလည်းအားရစရာတွေအဲလောကမျောတွေးကြည့်လိုက်တာ ਨੇ ပေါ့နော်ဟိုတကယ်ကိုစိတ်ချမ်းသာစရာတွေအတက်စရာတွေအများကြီးရှိနေဆိုတော့လည်းပြောချင်တယ်အဲ့တော့ကျွန်တော်တို့လောက်ရမယ့်အလုပ်တွေကိုဇက်တိုက်လှုပ်ဆောင်ကြမယ်ဒီအာလာရှင်လောကကြဆုံးသွားတဲ့အထိကိုကျွန်တော်စူးစမ်းကြမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကြီးတေချာပေါက်လွတ်လပ်မယ်ဆိုတာကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်